CIA ရဲ့နမီကျော်စစ်နိုင်ပါသမားဂျီမီဟာတခါပြည့်ရင် ကြီးစံတလုံးပဲယူသွားလိမ့်ရှိတယ်။ဒီတစ်ချိန်မှာတော့တနာယီကို900ကီလိုမီတာနှုန်းနဲ့မောင်းနေတဲ့ရထားပေါ်ကအကျန်းဖက်သမားကို2ကီလိုမီတာကွာကနေပြစ်ခတ်ရမှာဖြစ်တယ်။ပြစ်မှတ်ထားစဉ်သူ့လက်ချောင်းကိုလျက်ပြီးလက်ကိုတီငိန်အောင်ထားတယ်။ပြစ်ခတ်မဲ့အချိန်မှာရထားပေါ်ကသူ့ဖော်ကတားလိုက်တယ်။ကလေးငယ်တဦးပြစ်မှတ်နားရောက်နေလို့ပါ။ဂျီမီကချက်ချင်းပြစ်မှတ်တဲ့လမ်းကြောင်းကိုပြင်ဆင်ပြီးရထားဥမင်ထဲဝင်မဲ့နောက်ဆုံးစက္ကန့်မှာပြစ်လိုက်တယ်။ကြီးစံကပြစ်မှတ်ကိုထိမှန်ပေမဲ့ ဒီအချိန်ကဂျီမီကိုအနားယူဖို့စဉ်းစားစေခဲ့တယ်။သူ့စွမ်းရည်တွေကျလာနေပြီလို့ခံစားမိတယ်။သူ့ဖော်ရိုက်ထားတဲ့ဗီဒီယိုမှာဂျီဆန်ဟာအကျန်းဖက်သမားရဲ့လေဘင်းကိုထိမှန်ကြောင်းပြတယ်။အရင်တုန်းကဆိုဂျီမီဟာဥကောင်းကို အတိအကျထိမှန်လေးရှိတယ်။သူဟာ9စင်တီမီတာလွဲခဲ့ရင်ကလေးငယ်တည်နိုင်ခဲ့တယ်။အနားယူခါနီးမှာသူဟာ CIA အတွက်အလုပ်လုပ်ဖူးတဲ့သူငယ်ချင်းဟောင်းတဦးစီနှုတ်ဆက်ဖို့သွားတယ်။ဒါပေမဲ့သူ့သူငယ်ချင်းကသူ့ကိုပြင်းထန်တဲ့တတိပေးချက်တစ်ခုပေးတယ်။ဂျီမီနောက်ဆုံးလောက်ကြံခဲ့တဲ့သူဟာအကျန်းဖက်သမားမဟုတ်ပဲ CIA အတွက် အလုတ်လုံနေတဲ့ဇီဝဗေဒပညာရှင်တဦးဖြစ်ကြောင်းတစုံတယောက်ကရည်ရွယ်ချက်ရှိရှိအချက်လက်တွေကိုလလွဲပြောင်းခဲ့ကြောင်းဖြစ်တယ်။သူတို့မသိရှိခဲ့တာကသူတို့စကားပြောနေတာကို CIA အရာရှိကြီးတွေကရှုတ်ဝက်နားထောင်နေတယ်ဆိုတာပါ။သူတို့ဆွေးနွေးတဲ့အကြောင်းအရာကအစင်းမြင့်ရှုတ်ဝက်ချက်ဖြစ်နေတာကြောင့်အဖွဲ့အစည်းကလုံခြုံရေးအတွက်သူတို့နှစ်ယောက်စလုံးကိုတုတ်တင်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီနောက်မှာပဲ CIA ကဂျီမီရဲ့တုံငယ်ချင်းကိုလုတ်ချန်ဖို့လူသက်သမားတဦးစီလုတ်ခဲ့ပြီးသူ့ဇနီးကိုပါမလွတ်စေခဲ့ဘူး။ဒါပေမဲ့ဂျီမီကိုတက်ဖြတ်ဖို့ကတော့တိတ်မလွယ်ကူဘူး။ CIA ရဲ့ထိတ်တန့်လူတပ်သမားတို့အနေနဲ့သူ့ကိုခြေရခံနေခြင်းရှိမရှိသိရှိနိုင်စွမ်းရှိတယ်။တဆုံးဝရောက်ကသူ့ကိုခြေရခံနေကြောင်းသတိထားမိတဲ့အခါရန်သူဘက်ကပြစ်ခတ်ရန်ဖော်ထုတ်စေဖို့ရှေ့ဆုံးကနေပြစ်ခတ်ခဲ့တယ်။ပြီးတော့လမ်းကိုဖျက်ပြီးပြီးကြောက်တန်တစ်ခုနောက်မှာပုံအောင်ကသူ့ရဲ့စနိုက်ပါဒေနက်ကိုထုတ်ယူလိုက်တယ်။စတက်ခိုက်တော့မဲ့အချိန်မှာရန်သူကိုမြင်တဲ့အခါဂျီမီဟာအံ့အားတင့်သွားပြီးရက်တန့်သွားခဲ့တယ်။ဒီလူတပ်သမားဟာသူ့နဲ့အတူတူပဲဖြစ်နေပြီးအသက်20ခန့်ပုံငယ်နေတယ်။ ဂျီမီကအခြေအနေကိုနားလည်ဖို့စူးစမ်းနေခိုက်ရန်သူကသူ့ကိုတတိထားမိသွားပြီးပြစ်ခတ်လိုက်တယ်။ကံကောင်းထောက်မစွာနဲ့ဂျီမီဟာအချိန်မီရှောင်တိန်နိုင်ခဲ့တယ်။ဒီထူးဆန်းတဲ့လူသက်သမားကိုထိခိုက်စေခြင်းစိတ်မရှိလို့ဂျီမီဟာမော်တော်ဆိုင်ကယ်ပေါ်ကိုခုန်တက်ပြီးထွက်ပြေးခဲ့တယ်။ဒါပေမဲ့လူသက်သမားကလည်းနောက်တစ်စီးနဲ့နောက်ကနေလိုက်နေတယ်။ထူးဆန်းစွာပဲဒီလူသက်သမားရဲ့နေလန်အားလုံးစီးနင်းပုံနဲ့ပြစ်ခတ်ပုံတွေဟာဂျီမီနဲ့အတိအကျတူနေတယ်။သူဟာဂျီမီရဲ့ပွားယူထားတဲ့လူသားတအုပ်နဲ့တူနေတယ်။